မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့အနီးမင်္ဂလာမူဆယ်အင်အားအနီးမှာဒီကနေ့စက်တဘာလ23ရက်နေ့မနက်ကစပြီးတော့စစ်ကောင်စီနဲ့ပြည်သူစစ်တွေတိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်္ဂလာမူဆယ်အင်အားအနီးမှာစစ်ကောင်စီနဲ့ပြည်သူစစ်တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။ပြည်သူစစ်တွေနဲ့စစ်တပ်အတူတူလုပ်နေတဲ့ကြားဖြန့်ကိုစစ်တပ်ကပြန်ဖမ်းလာတဲ့သူတို့အချင်းချင်းချနေကြတာလို့ဒေသခံတို့ကပြောပါတယ်။တိုက်ပွဲဟာမနက်၈နာရီခန့်ကစတင်ဖြစ်ပွားပြီးတော့နေ့လယ်၁၂နာရီခန့်မှာပုံပုံပြင်းထလာတာ ဘုံပောက်ကွဲတန်းလက်နက်ကြီးတန်းများကြားနေရကြောင်းမူဆယ်မြို့ကတုံးကပြောပါရယ်မူဆယ်မြို့မှာစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ 6ဖွဲ့ထက်မနှဲရှိပြီးတော့ယခုခါမှာ၎င်းတို့အချင်းချင်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။မူဆယ်မျိုးဟာ10276ရဲ့ပထမပိုင်းမှာညီနောင်၃ဖွဲ့ကတိုက်ခိုက်ရန်ပြင်ဆင်နေတဲ့အချိန်တရုတ်ကဂျောင်းဝယ်ညှိနှိုင်းပေးခဲ့တဲ့ဟိုင်ဂင်အပြစ်ရစာချုပ်ကြောင့်မတိုက်ခိုက်ဖဲနဲ့ကြံခဲ့တဲ့မျိုးဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးမျိုးဖြစ်ပြီးတော့မူဆယ်တရာ9မိုင်ကုန်သွယ်ရေးဇုံကိုတော်လိုင်းအင်အားစုများကထိန်းချုပ်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီဟာမျိုးပေါ်မှာသာတပ်ဆွဲထားနိုင်ပြီးအုတ်ချုပ်ရေးရန်တရားကိုလည်းကောင်းမွန်စွာမလဲပတ်နိုင်တော့ဘူးလို့ဒေသခံများကပြော ောပါတယ်ဒီကနေ့တိုက်ပွဲဖြစ်နေတဲ့မင်္ဂလာမှုဆက်အင်ယာဟာတရုတ်နိုင်ငံနယ်စပ်အနီးမှာရှိပြီးရွှေလီမြစ်သာခြားချောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နယ်မှာဇုံတွဲတပ်တွဲကိုရိုက်နှက်ဖမ်းဆီးပြီးမင်းကလေးကိုအုပ်စုဖွဲ့မတိန်ကျင်သူများတဲ့ကစစ်တပ်လက်အောက်ခံစစ်တပ်နန်းစင်အေးကျော်ခေါ်ဝူခုံးကိုဖမ်းမိခဲ့ပြီးတော့အေးကျော်ခေါ်ဝူခုံးဟာစစ်သားစုဆောင်ပေးရန်နဲ့ PDF သတင်းများကိုစုံစမ်းပေးရန်စစ်တပ်ကစေခိုင်းထားတဲ့သူဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ်ဩဂတ်လ26ရက်နေ့ည9နာရီခန့်အချိန်မှာမုံရွာမြို့ပြည်တော်စုလမ်းမပေါ်ဘိုးဘွားရိတ်သားအနီးမိသားတန်လန်းအရှိတ်ကက်လျက်လမ်းပေါ်မှာအေးကြောင်တဲ့အပေါင်းပါများကအသက်18နှစ်အရွယ်တမီးရီစာဇုံတွဲကိုဖမ်းဆီးပြီးတော့ကောင်လေးကိုတရိမိတ်မျောတဲ့အထီကို ထိုးချိတ်ရိုက်နှက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မင်းကလေးဖြစ်တဲ့သူကိုအုပ်စုဖွဲ့ပြီးတော့မဒိန်ချင်းခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီမဒိန်မှုကိုကျူးလွန်သူအသက်30အရွယ်အေးကျော်ခေါ်ဝူခေါကိုတော်လိုင်းတပ်ဖွဲ့များကဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးရရှိသူအေးကျော်ရဲ့ထွက်ဆိုချက်အရ၎င်းနဲ့အတူပံဝင်သူများဟာဘိုးဘူးလုံးခေါ်လက်တူကြော်ခိုင်နဲ့ဂရောင်တို့ဖြစ်ပြီးတော့၎င်းတို့၄ဦးဟာ အဲ့ဒီနေ့ညနေ6:00ခန်းကကာလီခွင်းအနီးပြည်တော်စုလမ်းဘေးထန်းလုံးကြီးဘီယာဆိုင်မှာဘီယာတောက်ကစိုက်တွဲနဲ့ပြန်လာခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဘိုးဘွားရိတ်သားအနီးအယောက်အသက်16နှစ်အရွယ်ဇုံတွဲတွဲကိုတွေ့ခဲ့ရတဲ့အတွက်ကောင်လေးရဲ့ဖုန်းကိုလူယူကဝိုင်းဝန်းရိုက်နှက်ပြီးကောင်မလေးဖြစ်သူကိုအနီးနားမှာရှိတဲ့မိသားတန်လန်းဘေးကိုဆွဲခေါ်ကဘိုးဘူးလုံးကပထမဆုံးမရင်းကျင့်ခဲ့တယ်လို့သိရပါဗျ။ဘိုးဘူးလုံးကမရင်းကျင့်ပြီးတဲ့နောက်အေးကျော်ခေါ်ဝူခုံးကမရင်းကျင့်ရန်ကြံစီနေတဲ့အချိန်အင်းဘက်ကလူတံများကြားတဲ့အတွက်မိန်းကလေးကို စိုက်ပွဲပေါ်ကိုခေါ်တင်ကပြည်တော်စုလမ်းအတိုင်းကားလေးကွင်းဘက်ကိုမောင်းနေခဲ့တယ်လို့သိရပါတယ်။အဲ့နောက်မှာတော့တာဝါတိုင်းအနီးရောက်မှာလမ်းဘေးမြေနေမိုင်းတနေရမှာထပ်မံမရင်းကျင်နေတဲ့အချိန်ကောင်မလေးကထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ အခုလိုမျိုးမရိမှုကျူးလွန်နေသူများကိုမုံရွာမြို့နယ်ပါလာဖအဖွဲ့ကစုံစမ်းထောက်လိုက်ခဲ့ရမှာပြစ်မှုကျူးလွန်ရမှာပါဝင်ခဲ့သူကြော်ခိုင်တဲ့ဂရောင်တို့ကိုအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးသွားပြီးတော့ဘိုးဘူးလုံးခေါလက်တော်ဟာနေအိမ်မှာပြန်လည်ရောက်ရှိနေတယ်လို့တင်းရတဲ့အတွက်တွားရောက်ဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးသွားတဲ့အတွက်ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်ဒါပေမဲ့ဘိုးဘူးလုံးခေါလက်တော် အသားညိုဂင်းတိုဘဲဘက်လက်ပြက်ဒရောင်စင်နားကပြက်တဲ့သူကိုတွေ့ရှိပါကမုံရမြို့နယ်ပအဖပကဖပလဖညထံကိုဆက်သွယ်ပြီးတော့သတင်းပေးပို့ကြပါရန်နဲ့ဖန်စီရရှိသူအေးကျော်ခေါ်ဝူခုံးကိုလည်းတရားဥပဒေလုံထုံးလုံးနည်းများအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါရယ် ဖမ်းဆီးရရှိသူအေးကျော်ခေါ်ဝူခုံးဟာ2024ခုနှစ်တကြံနောက်ဆုံးရက်မွတ်တဲ့7:30မိနစ်အချိန်မှာမုံရွာမြို့ထန်းတော်ရက်ကကံပလန်ပန်းလန်းရှိဘက်အနီးမှာရဲများကပေါ်တာဆွဲကအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရေအိုးစင်ဂိတ်အနီးမှာရှိတဲ့စစ်တွေရေးတပ်ထဲကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ထောက်ပို့လေရင်နဲ့ကလေးမျိုးအမှတ်30တန်းမြေလေးချီတင်တန်းချောင်းကိုပို့ဆောင်ခံရပြီးတော့ ်စစ်တင်တန်းအမှတ်စဉ်နှစ်မြင့်ဆုံး2024ကိုတက်ရောက်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးတင်တန်းဆင်းပြီးတဲ့နောက်မှာတင်တန်းကြောင့်ကဘုံမှုပြည့်ဖြိုးဝင်နေတက်ကြကြီးဆရာတွင်တော့က၎င်းတို့ရဲ့ဖုန်းနံပါတ်များကိုပေးတာ မုံရံမြို့ကိုပြန်လည်ရောက်ရှိလာပါကတလားကိုစစ်သားတဲ့၁၀ဦးစုဆောင်ပေးပြီးတော့နမခကိုပို့ဆောင်ပေးရန်မုံရံမြို့နယ်အတွင်းမှာရှိတဲ့ PDF တရင်များအခြားတရင်များကိုစုဆောင်ကတရင်ပေးဖို့ရန်စေလွှတ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်နဲ့ဆင်းပြီးတဲ့နောက်မှာအေးကျော်ခေါ်ဝူခုံးကမုံရံမြို့နယ်ချစ်ကောင်းဆောင်သူနဲ့ဆိုင်ကယ်များကိုလိုက်လံခိုးယူရောင်းစားခဲ့ရာစုစုပေါင်းဆိုင်ကယ်60ရှိနေပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ဘကိုးတိုင်းတောင်ကူမြို့နယ်ကြောက်လုံးကြီးကျေးရွာကကုန်းစုံဆိုင်ပန်းရှင်ကိုအောင်ကျော်ဝင်းကိုမြို့ပေါ်ဆံဝယ်ယူပြီးတော့ပြန်လာတဲ့အချိန်စစ်တပ်ဆစ်စေးဂိတ်ကထိုးချိန်ပြီးတော့လူရောကားပါဖမ်းဆီးကတရင်အဆနာပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ၁၈ရက်နေ့ကတောင်ကူမြို့နယ်ကိုမိန်ကျေးရွာအုပ်စုကြောက်လုံးကြီးကျေးရွာကကုန်းစုံဆိုင်ပန်းရှင်ကိုအောင်ကျော်ဝင်းဟာတောင်ကူမြို့ပေါ်ကိုစံတက်ဝယ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စံတင်ကားနဲ့အတူကိုအောင်ကျော်ဝင်းပြန်လာတဲ့အချိန်စစ်ကောင်စီရဲ့တောင်ကူမြို့ဖျားချေရင်ဂိတ်39တိုင်ရင်ကစစ်သားများ က၎င်းကိုထိုးချိန်ပြီးတော့ဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာကိုအောင်ကျော်ဝင်းပျောက်ဆုံးနေတာဟာ6ရက်ရှိလာပြီဖြစ်ပြီးတော့တရင်အစနာတော့မရတော့ဘဲနဲ့ပျောက်ဆုံးနေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ကကိုအောင်ကျော်ဝင်းကိုဖမ်းဆီးရမှာအကြောင်းမဲ့ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ကိုအောင်ကျော်ဝင်းထံမှာကုန်းစုံဆိုင်လိုင်စင်နဲ့အထောက်အထားအပြည့်စုံရှိတယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့ကိုအောင်ကျော်ဝင်းရဲ့စံဆိုင်ဟာကြောင်လုံးကြီးကျေးရွာအပြင်အနီးနားမှာရှိတဲ့ကျေးရွာ600ခန်းကအားထားပြီးတော့စံဝယ်ယူနေရတဲ့စံဆိုင်ကြီးဖြစ်တယ်လို့သိရပါဗျ။ အမြဲတမ်းစံတင်တဲ့အချိန်ဘာမှမဖြစ်ဘူးနောက်ပိုင်းကျတော့တော်တော်ကိုဆိုးလာတာမျိုးပေါ့စစ်တောင်းဂိတ်၄မိုင်ဂိတ်ကတအားရဲလို့ဗရောက်ကုန်းလမ်းကနေကြွေဆောင်ပြီးတော့ဆံဝယ်ရတယ်အခုရေကြီးတဲ့အချိန်မှာအဲ့ဒီလမ်းကနေသွားရတာအဆင်မပြေဘူးမပြေတဲ့အတွက်ဓာတ်ရိုက်ပဲစစ်တပ်ဂိတ်တွေကိုဖြတ်ပြီးတော့တောင်ကုန်းမြို့ကိုဆံသွားဝယ်တာစံတင်ပြီးတော့ပြန်ထွက်တာပေါ့အဲ့ဒီမှာပြူစောထီတလန်ကဓာတ်ပုံရိုက်စစ်တပ်စီကိုတရင်ပေးပို့ပြီးတော့ဖမ်းလိုက်လိုက်တာစစ်တပ်ကထိုးချိတ်ပြီးဖမ်းတာဆိုင်ထဲပတ်သက်တဲ့အထောက်အထားတွေအကုန်ရှိတယ်လုပ်ငန်းလိုင်စင်လည်းရှိတယ် လူကြီးပိုင်းနေနဲ့သွားတွေးတော့လေမတွေးပေဘူးလူရောကရောအစပြောက်နေတယ်လို့မိသားစုဝင်များနဲ့နီးစပ်သူတို့ကပြောပြခဲ့ပါတယ်လက်ရှိမှာကုန်းကုန်းဆိုင်ပိုင်ရှင်ကိုအောင်ကျော်ဝင်းကိုစစ်တပ်ကဘယ်နေရာမှာဖမ်းဆီးထားလဲဆိုတာကိုမသိရှိရပဲအစအနပျောက်ဆုံးနေပြီးတော့မိသားစုဝင်များက၎င်းတို့အထူးစိုးရိမ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အော်တိုမနီအမျိုးမျိုးနဲ့စစ်ထဲထဲဖို့ပြင်နေတဲ့စစ်ကောင်စီဟာလာမယ့်စစ်မှုထမ်းအပတ်စဉ်တွေအတွက်ရန်ကုန်တိုင်းအတွင်းမှာအင်ဂျီရာမဲတွေအပါအဝင်လူငယ်တွေကိုအိမ်ထဲအထိပါ၎င်းတို့လက်အောက်ခံတွေကလိုက်ဖမ်းနေပြီးတော့လူစုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထမ်းတပင်မယန်းကုန်၊ကမာရွတ်နယ်၊ဒဂုံမြို့တဲ့အရှိပိုင်းစတဲ့မြို့နယ်တွေဘက်ကရက်ကွက်တချို့မှာစစ်မှုထမ်းစီရင်ပါတယ်ဆိုပြီးတော့လူငယ်တချို့ကိုစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေနဲ့ပြူစောတဲ့အဖွဲ့တွေကအော်တိုမခေါ်ဆောင်တာတွေကိုလုံဆောင်ခဲ့တယ်လို့အဲ့ဒီမြို့ကန်တွေစီကသိရပါဗျ။ တံမာလာပထမပိုင်းအတွင်းကစတင်ခဲ့တယ်အပတ်စဉ်၅အတွက်ထားတဲ့ပြင်မျိုးနယ်တွေကလူငယ်အယောက်20အထိခွဲတန်းပေးခဲ့ပြီးတော့ဒါဟာအရင်ပတ်စဉ်တွေကထက်စေစားခန့်အထိမြင့်တက်သွားတာဖြစ်တယ်လို့အဲ့ဒီမျိုးနယ်ရခိုင်ရိုးလေးကျေးရွာနေအသက်50နှစ်ဝန်းကျင်ရှိတဲ့အမျိုးသားတို့ကပြောပြခဲ့ပါတယ်တချို့ကောင်လေးတွေကြတော့အလုံးနဲ့ဆိုတော့မခေါ်လာဘူးထင်ပြီးတော့ဒီတိုင်းနေကြတာအိမ်ထဲအထိကိုအဖွဲနဲ့ရောက်လာပြီးတော့ခေါ်တာအရင်အပတ်စဉ်တွေတုန်းကတော့တယောက်ကကို2ဦးကနေ3ဦးပဲအခုတော့လူမပြည့်လို့ဆိုပြီးတော့လုံနေတာလို့၎င်းကပြောဆိုခဲ့ပါတယ်ဒါအပြင်မယန်းကုန်းမြို့နယ်အတွင်းမှာရှိတဲ့အိမ် ကြေရမယ်လူငယ်တချို့ကိုလည်းစစ်မှုထမ်းစည်းရင်းနဲ့ပါတယ်ဆိုပြီးတော့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့အဲ့ဒီမျိုးနယ်အမတ်တေရက်ကွက်နေအသက်50ဝန်းကျင်ရှိတဲ့အမျိုးသားတူကပြောပါတယ်အဲ့ဒီဘက်မှာတော့အုပ်ကြီးကဥဆောင်ပြီးစည်းရင်းပါတယ်ဆိုပြီးတော့ဘရင်တော်ပွဲရုံတွေကဂိမ်းဆိုင်တွေမှာကောင်းလေးတွေကိုဝင်ခေါ်တာနေလေနေခင်း အဲ့ဒီနားကဖျားဇေဒီတွေမှာအိတ်နေတဲ့အိမ်ယာမဲတဲ့သူတွေကိုလည်းလိုက်ခေါ်နေတာကြည့်ရတာအဲ့ဒီစစ်မှုထမ်းလူမပြည့်လို့အတင်းဆွဲထဲတာဖြစ်မယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်ကမာရွတ်မြို့နယ်လဲရန်စိအနီးတစ်ဝိုက်ကရက်ွက်တွေမှာရှိတဲ့လူငယ်တချို့ကိုလည်းစစ်မှုထမ်းဖို့အတွက်အိမ်နာရရောက်လာရောက်ခေါ်ဆောင်ခံရတာတွေရှိနေတယ်လို့ အရှိတ်တကုံမြို့နယ်မှာလည်းရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ပြူစောတိလူမိုက်အဖွဲ့ဝင်တွေကအာရမဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်လို့မြို့ကန်ဒီစီကသိရပါဗါးရန်ကုန်မှာစစ်မှုထမ်းဖို့မဲပေါက်တာကိုအကြောင်းပြပြီးတော့စစ်တင်တဲ့မလိုက်လူသူတွေအတွက်လူစားထုတ်ဖို့အစားလိုက်တဲ့သူတွေကိုထောက်ပံ့ဖို့စတဲ့အကြောင်းပြချက်တွေနဲ့ရက်ကျေးအုပ်ချုပ်ရေးမှုတွေဥဆောင်ပြီးတော့ငွေတောင်းတာတွေကိုလုပ်နေတယ်လို့သိရပါဗါးလက်တလုံးမှာစစ်မှုထမ်းတင်တဲ့အပတ်စဉ်၅ခုစစ်ကောင်စီကစက်တင်ဘာလ9ရက်နေ့ကစတင်နေပြီးတော့ပြီးခဲ့တဲ့အပတ်စဉ်တွေမှာပါသွားတဲ့ရန်ကုန်ကလူငယ်တချို့ကိုလည်းရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်ခဲ့ ရပြီးတဲ့နောက်တိုက်ပွဲအတွင်းမှာလည်းတိုက်ဆုံမှုတွေရှိခဲ့တယ်လို့သိရပါဗျ။အသက်24နှစ်ကနေပြီးတော့30နှစ်ကြာရှိတဲ့လူငယ်လူရဲတွေကိုစစ်ကောင်စီကစစ်သားအဖြစ်နဲ့အဓိကထားစုဆောင်းနေပြီးအဲ့ဒီအသက်အပိုင်းခြားရှိတဲ့လူငယ်တွေကိုပြည်ပထွက်အလုလက်ခွင့်နေကိုပါကန့်သက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မင်းများမြို့နယ်ဖုံသာချောင်းကျေးရွာမှာတောင်ကြချောင်းရိပ်နဲ့အင်ဂျင်200ကျော်မျောပါပျက်စီးသွားပြီးတော့ပြည်သူတအုပ်သေးဆုံးကလူဦးရေ2000ကျော်စားဝတ်နေရေးအခက်အခဲများကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့မှာမင်းများမြို့နယ်ဖုံသာချောင်းကျေးရွာအတွင်းကိုတောင်ကြချောင်းရိပ်များအလုံးကြီးနဲ့ဝင်ရောက်လာပြီးတော့ အင်ဂျင်200ကျော်မျောပါသွားခဲ့တယ်လို့သိရပါဗျ။တောင်ကြ6ရင်နဲ့အတူကြေးပါသားတအုပ်လည်းမျောပါသွားပြီးတော့တည်ဆုံးခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်ထိကိုကုညီကယ်ဆယ်ရေးများလိုအပ်နေပြီးတော့ရေပိသင့်နဲ့ပြည်သူ2000ကျော်ဟာလည်းစားဝတ်နေရေးအခက်အခဲများကြုံနေရတယ်လို့သိရပါဗျ။တည်ဆုံးသူကတအုပ်ရှိပါတယ်။အင်ဂျင်260ကျော်ရှိတဲ့အထက်မှာအင်ဂျင်200ကျော်လောက်ကတောင်ကြ6ရင်နဲ့အတူမျောပါသွားပါတယ်။ အင်ဂျင်90ကျော်လောက်ကတော့အစိပ်ပိုင်းလိုက်ပြက်စီးတယ်အခုကတော့10ရက်ကျော်လာပြီမဲ့အကူအညီတွေလိုအပ်နေပါတယ်လို့ဖုံတာချောင်းကြီးရွာကပြည်သူတို့ကပြောဆိုထားပါတယ်ရခိုင်ပြည်နယ်မင်းမြမြို့နယ်အတွင်းမှာစက်တင်ဘာလ9ရက်နေ့ကနေစက်တင်ဘာလ14ရက်နေ့အတွင်းရေကြီးခြင်းများဖြစ်ပေါ်ခဲ့ပြီးတော့တောင်ကြချောင်းရီကြောင့်ကြီးပါများပြက်စီးမှုများရှိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာဒေသခံပြည်သူများအချင်းချင်းကူညီရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများကိုလှုံ့ဆော်ပေးနေရတယ်လို့သိရပါတယ်လက်တလောစည်ရင်များအရာမင်းမြမြို့နယ်အတွင်းမှာရှိတဲ့ကိုင်းကြီးကြီးရွာမှာရေကြီးမှုကြောင့်ပြက်စီးသွားတဲ့အင်ဂျင်စက်နှလုံး ကြေးမကြီးကြေးရွာမှာ35လုံးကြေးမချေကြေးရွာမှာ6လုံးကြမ်းချောင်းကြေးရွာမှာ12လုံးပြင်းချောင်းမှာ16လုံးပြင်းဝမှာ33လုံးပရအုံမှာ18လုံးငလင်းကြီးမှာ73လုံးနတ်တောင်ရွာတက်မှာ16လုံးရွာသားရွာမှာ3လုံးနတ်တောင်ရွာဟောင်းမှာ58လုံးအောက်ခချီမြောင်မှာ15လုံးအထက်ခချီမြောင်မှာ15လုံးစုစုပေါင်းအင်ဂျီ260လုံးပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ကရိုးကြီးရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှုပ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ22ရက်နေ့ညနေပိုင်းကဘုဒ္ဓလင်မြို့နယ်ကုတော်ကြီးရွာနယ်မြေရဲစခန်းမှာပဋ္ဌာန်းချထားတဲ့စစ်ကောင်စီတပ်ကကရိုးကြီးရွာကိုတနက်ပြစ်ဖောက်ဝင်ရောက်လာခဲ့တယ်လို့သိရပါပါတယ်။အဲဒီနောက်မှာတော့ပြည်သူတချို့ကိုဖမ်းဆီးကာကြီးရွာတွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါပါတယ်။မိလောင်တဲ့အိမ်အရေအတွက်တော့မသိရသေးဘူး။ညနေ9နာရီလောက်မှာတနက်ပြစ်ခတ်တန်းတွေကြားရပြီးတော့မိခိုးတွေတက် တ်လာတာပဲရွာကန်နေလဲအကုန်ထွက်ပြေးကြတော့ဘယ်အင်တွေရှုတ်ခံရလဲဆိုတာတော့မသိရဘူးလို့ဘုဒ္ဓလင်ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဖွဲ့က၎င်းတို့အခြေချထားတဲ့ကုတော်ရွာရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက်ရဲစခန်းပတ်ဝန်းကျင်ကခြေရွာများကိုစစ်တပ်ကစီးနေမှွေနောက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပြည်သူများကိုလည်းဖမ်းဆီးပြီးနေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ဒါကြောင့် ူတော်ကြီးရွာရဲစခန်းအနီးမှာရှိတဲ့ဂရိုးကြီးရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုံးမိရှုဖျက်ဆီးပြီးတော့ပြည်သူများကိုလည်းဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စက်တမလာ20ရက်နေ့ညပိုင်းကလည်းဘူးတလင်းနဲ့ကျွဲသိချောင်းရွာကိုစစ်ကောင်စီတပ်ကပြစ်ခတ်ဝင်ရောက်ခဲ့တဲ့အတွက်အပြစ်မဲ့ပြည်သူတအုပ်သေးဆုံးခဲ့ပြီးဖုံးတော်ကြီးကြောင်းကဖျားငွေချက်၁၀သိန်းဝင်းကျဲအပါအဝဲရွာကန်ပြည်သူများရဲ့ရိတ်ခါငွေကြေးနဲ့အတုံးဆောင်များကိုလည်းစစ်တပ်ကလူယူသွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ